နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာဝန်ထမ်းအင်အားတွေနဲ့အစိုးရဝန်ကြီးဌာနရုံးတွေကိုတွာလာရလွယ်ကူစေဖို့အတွက်အစစ်မြင့်ရင်လိုင်းစတင်ပြေးဆွဲနေပါပြီဒီသတင်းကိုအောက်ကိုကိုလက်ပေးပို့ထားပါတယ်ရှင် နေပြည်တော်ကောင်စီနယ်မြေအတွင်းအစင်မြင့်ကြီးလိုင်းစတင်ပြည့်ဆွဲတဲ့အဖွဲ့ဘွဲအခမ်းအနားကိုနိုဝင်ဘာ၁၀ရက်နေ့ကနေပြည်တော်စီပင်အေးအေးသာနှင့်မှကျင်းပပြုလုပ်ခဲ့ပါတယ်။ခရီးစဉ်ကိုစီပင်အေးအေးသာနှင့်နေပြည်တော်မြို့မှစီခရီးအိမ်ရဝင်းသူစာလမ်းစုံနဲ့ဝင်ကြီးဌာနရုံးတွေကိုလက်ဝဲရေးပြည့်ဆွဲသွားမှာဖြစ်ပါတယ်။ဂျီစီကအနေနဲ့ကြက်တထောင်တတ်မှတ်ထားပြီးတော့ဂျာဖြတ်မှတ်တိုင်တွေကိုစီနင်းကအနေနဲ့အတက်အစင်ကြက်900တတ်မှတ်ထားပါတယ်။ဒါတော့အခုလက်ရှိကျွန်တော်နေပြည်တော်မှာ cycle carry တွေပေါ့နော်ပြည့်ဆွဲထားတဲ့အပေါ်မှာအခြေခံပြီးတော့ကျွန်တော်တွေ့ထားတာပါပဲ။ ကိုဆိုင်ကရဲ့ကယ်ရီတဲ့အနည်းဆုံးကိုနာဒီနာကို1000ဆိုတာစပါတယ်ဟုတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကအခုဒီအစင်းမြင့်ရင်လည်းပြည့်စွဲတာနဲ့ပတ်သက်ရင်တော့ဟိုကျွန်တော်တို့ဒီအဓိကပေါ့နော်ဒီရင်ရဲ့တန်ဖိုးတွေပုံချမှုနဲ့ဆိုရင်တော့ဟိုရေးချင်မှာဒီပြောချက်မှုရမြန်ဆွရဖို့ဆိုတာတော့အခုလက်တလုံးပေါ့နော်ဟိုသုံးသက်တဲ့အခါမှာတော့သိအစင်မပြေသေးဘူးသို့တော်လည်းပဲကျွန်တော်တို့ကအခုတက်လာတဲ့ကျွန်တော်အစိုးရရဲ့မူဝါဒနဲ့ကျွန်တော်တို့ရဲ့ဒီနေပြည်တော်ကောင်စီနယ်မြေမှာမြို့တော်ကြီးဖြစ်ပြီးတော့ အစင်းမြင့်ရင်လိုင်းဆိုတာမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါအစင်းမြင့်ရင်လိုင်းဆိုတာကတော့အော်ထွန်းလာအောင်ဆိုတော့ကျွန်တော်တို့ရုပ်တော်ဝန်ကြီးအမေကြီးသွားရမှာလည်းပါပါပြီ။ဒါကြောင့်မလို့အဲ့ဒါလေးကိုစပြီးကျွန်တော်အကောင့်တွေပေါ်အရင်ပြပါလိမ့်။လက်ရရေးခေးစဉ်အနေနဲ့ကတော့မြို့မစီဘူးခွဲဖုံးရင်ကြောင့်ချယ်ရီဈေးဘက်တွေကိုပြည့်ဆွဲသွားမှာဖြစ်ပြီးတော့ဝန်ထမ်းရက်ကွက်တွေဝင်ကြီးဌာနရုံးတွေနဲ့အထူးကုစေယုံကြီးတွေကိုအဓိကထားပြည့်ဆွဲတယ်လို့သိရပါတယ်။ခဏမှဖြစ်နေတဲ့တော့ကျွန်တော်တို့ဒီအဓိကကြတဲ့ဒီဘီရိုရဲ့မြို့တော်ရဲ့အဓိကအသိအလုံးကိုဆိုရမယ်။ဝန်ကြီးရက်ကွက်ကြီး ဒီပင်ကြီးကျွန်တော်တို့ဝန်ထမ်းရောက်ွက်ပြီးလူတော်မြို့မကြီးဘူပြုတ်ပြီးတော့မှဆေးရုံကြီးမြို့ခရင်တော်ဆေးရုံကြီးနဲ့အိကသူ့ခုဆေးရုံကြီးလိုဆက်တွေ့တဲ့အံကြောင်၃ကြောင်းကိုဒီဆက်မှာဖြစ်ပါတယ်။ဒါအခုလောလောဆယ်တော့သိသိမြတ်တာတဲ့ဇင်းလုံးနဲ့ကျွန်တော်တို့ဒီကြီးလေးတိုင်ကြီးတတ်မှတ်ထားပါရဲ့။လိုရတဲ့လိုရတဲ့လိုလေဒီလိုလိုအကျိုးမှာစုပ်ပေးကြရှင်တဲ့စုပ်နေပါ ရင်စီးရီ16စီးနဲ့ပြည့်ဆွဲသွားမှာဖြစ်ကနေပြီးတော့စီပင်တာယာရေးကော်မတီပိုင်းရင်9စီးနေပြီးတော့မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီမြို့ရင်းကရင်6စီးတော်ဝင်ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်အသင်းကရင်3စီးနဲ့ပြည့်ဆွဲသွားမှာပါကျွန်တော်အောင်ကိုကိုလက်နေပြီးတော့ရင်တင်ပြပို့ထားတာပါ